မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ February 16ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္လာနေ့တိုင်းလောင်းလုံးမြို့ပေါ်လောက်ဝကရုံရှိမှရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ဂိတ်ကိုဝင်းရောက်ပစ်ခတ်တိုက်ခတ်ရာစစ်ကောင်စီတပ်သား2ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ February 10ရက်နေ့နေ့လယ်7:00နာရီကမှလောင်းလုံးမြို့ပေါ်လောက်ဝကရုံရှိမှဂိတ်ချဆစ်ဆင်းနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကို DNA Federal ဒူးဝန်ကျဲတပ်ခွဲက တော်လိုင်းရဲဘော်များကဝင်းရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား၂ဦးပွဲချင်းပြီးသေဆုံးပြီးတော့ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကာအရေးအတွက်ကိုတော့ဆက်လက်စုံစမ်းလျက်ရှိတယ်လို့သိရပြီးတော်လိုင်းရဲဘော်များကတော့အထိခိုက်မရှိဘဲနဲ့စုခွာနိုင်ခဲ့တယ်လို့သိရပါတယ်။လောင်းလုံးမြို့နယ်လောက်ဝကရုံရှိမှာဂိတ်ချဆက်ဆင်းနေတဲ့စစ်ခွေးတွေကိုကျွန်တော်တို့ DNL Federal ဒူဝန်ကျဲတပ်ခွဲကဝင်းရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့တာစစ်ခွေးနှကောင်တေဆုံးပါတယ်ထိခိုက်ဒဏ်ရာရတဲ့အရေးအတွက်ကိုတော့ဆက်လက်ပြီးတော့စုံစမ်းနေပါတယ်လို့ DNL Federal ဒူဝန်ကျဲတပ်ခွဲက တာဝန်ရှိသူကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်မြောက်ရီမြို့မှာရှိတဲ့ကနဲလေးကျေးရွာကိုစစ်ကြောင်းထုတ်လာတဲ့စစ်တပ်ကိုတိုက်ခတ်ရာလက်နက်ခဲယမ်းများကိုတင်းစီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဖေဖော်ဝါရီလ9ရက်နေ့မှာမြဝတီမြို့တောင်ဘက်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ကနေချေးရွာဘက်ကိုစစ်ကြောင်းထုတ်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့များကတိုက်ခတ်ခဲ့ရာလက်နက်ခဲယမ်းများကိုတင်းစီရရှိခဲ့တယ်လို့သိရပါတယ်ကျွန်တော်တို့တင်ထားတဲ့သတင်းကလွဲရင်စစ်ရေးအခြေအနေကိုပြောပြလို့အဆင်မပြေသေးလို့ပါလက်ရှိလဲတိုက်ပွဲပေါ်ဆောင်နေစေကာလမှုလို့ပါလို့ Cobra Column 2 Venom စစ်ကြောင်းကတောင်ရှိသူတို့ကပြောဆိုထားပါတယ်ဒါအပြင် Cobra Column 2 Venom စစ်ကြောင်းက အောင်မြင်မှုရရှိတဲ့တော်လှန်ရေးတိုင်းဟာစိတ်ရောကိုယ်ပါနှိမ့်ယုတ်ပြီးတော့ပြည်သူလူထုရဲ့အကျိုးစီးပွားကိုအမှန်တကယ်လိုလားသောရည်ရွယ်ချက်ကြီးသူရိုးနိုင်တာတွေ့ရဤလို့ထုတ်ပြန်ကြမှာဖော်ပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဗမော်မြို့မှာရှိတဲ့အမတ်27စစ်စင်ရေးကိုကဲမှုဌာနချုပ်စကခ27ကိုဖေဗူလာ2ရက်နေ့ကစတင်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာဖေဗူလာ15ရက်နေ့အထိတိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်ပြီးတော့စစ်တုံးမတချို့ကိုလည်းဖမ်းဆီးရမိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဗမော်မြို့သိန်းစစ်စင်ရေးအတွင်းမှာအမြောက်တပ်366 ကံတော်စာတင်အကြောင်းမှာရှိတဲ့စစ်ကောင်စီတပ်တန်းချက်ကတရင်ခွန်တုံည36လေရင်ကွင်းစခန်းတို့ကိုတိတ်ပတ်ရရှိထားကြောင်းအတည်ပြုခဲ့ပြီးတော့စစ်ကောင်စီဘက်ကလက်နက်ကြီးများလေးချောင်း drone များနဲ့အဆက်မပြတ်ခုခံနေတယ်လို့ဖော်ပြထားပါတယ်။ကချင်းသတင်းရင်းမြစ်တချို့ရဲ့ပြောပြချက်အရ ဗမော်မြို့မှာရှိတဲ့တင်ငားတက်ရင်9တုံည14အပါဝင်စစ်ကောင်စီတပ်ဆွဲထားတဲ့နေရာတချို့ကို KI ပူးပေါင်းတပ်များကသိမ်းပိုက်ရရှိထားတယ်လို့ပြောဆိုထားပါတယ်။ဒါ့အပြင်စစ်ကောင်စီရဲ့စေးတက်ကိုပါသိမ်းပိုက်ရရှိထားကြောင်းသတင်းရင်းမြစ်တချို့ကပြောထားပြီးတော့သတင်းရင်းမြစ်တချို့ကလည်းစေးတက်ကိုသိမ်းပိုက်နိုင်ခြင်းမရှိသေးဘူးလို့ပြောဆိုနေကြပါတယ်။ လူမှုကွန်ရက်တွေပေါ်မှာလဲဗမော်မျိုးစေးတက်ကိုတိမ့်ပတ်ရရှိပြီးဆိုတဲ့ရုတ်တံမှတ်တမ်းတွေထွက်ပေါ်နေပြီးတော့အဲ့ဒီရုတ်တံထဲမှာစစ်ကောင်စီစေးတက်ဖွဲ့ဝင်များဝစ်စင်တဲ့ယူနီဖောင်းနဲ့တိုက်ခိုက်ခံထားရတဲ့စစ်တပ်အဆောက်အုံများကိုလည်းတွေ့နေရပါတယ်တင်ကားတက်ရင်တိမ့်ပတ်နိုင်မှုအပါအဝင်ဗမော်မျိုးတိုက်ပွဲအခြေအနေများကို KIA ရဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူထန်ကိုဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်ဖေဖော်ဝါရီလ15ရက်နေ့ညက KIA ရဲ့ပြန်ကြားရေးဌာနသတင်းဖော်ပြချက်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့စင်ခန်းဒေတာကိုစစ်ကောင်စီကဖေဖော်ဝါရီလ14ရက်နေ့ညနေပိုင်းမှာလေးချောင်းကနေတိုက်ခိုက်ခဲ့ရာအသက်40အရွယ်အမျိုးသားတုံးနဲ့အသက်30အရွယ်အမျိုးသမီးတို့တေဆုံးကကလင်းငယ်အပါအဝင်3ဦးဒဏ်ရာရရှိခဲ့တယ်လို့အသိပေးထားပါတယ်။ဗမာမျိုးနယ်မှာ2024ခုနှစ်ဒီဇင်ဘာလ4ရက်နေ့ကစပြီးတော့စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်ဖွဲ့များကြားမှာတိုက်ပွဲတွေပြင်းထန်လျက်ရှိရာ စစ်ကောင်စီဘက်ကတိုက်ပွဲနေရာများတာမကောင်းတိုက်ပွဲမရှိတဲ့နေရာများကိုလည်းလေကြောင်းကနေတိုက်ခိုက်နေတယ်လို့ KIA ရဲ့သတင်းနဲ့ပြန်ကြားရေးဌာနကဖော်ပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းမြိုင်မြို့နယ်ကနေပြူစောတိရွာမှာမုံမှန်တန်တန်တိုက်ရောက်နေတဲ့ပြူစောတိများကိုလက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခတ်ရာ စစ်တပ်ဘက်ကထိခိုက်မှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဖေဖော်ဝါရီ14ရက်နေ့နဲ့15ရက်နေ့တွေမှာကဏီပူစောရီရွာမှာတရက်ကန်ရွာတရက်ကွရွာဝက်ပုတ်ရွာတွင်းမရွာနဲ့ကဏီရွာကလက်နက်ကိုင်ပူစောရီအင်အား120ခန်းဟာမုံမတန်တန်တက်နေတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များက၂ရက်ဆက်တိုက်180မမလက်နက်ကြီး9လုံး60မမလက်နက်ကြီး9လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုအတွင်းမှာပူစောရီများဟာမုံမတန်တန်ဝင်းအတွင်းထဲမှာထွက်ပြေးမှုများရှိခဲ့ပြီးတော့ထိခိုက်မှုများလည်းရှိကာတေဆုံးမှုအရေအတွက်အတိအကျကို ော့အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့ပြောပါတယ်။ဒါအပြင်အကြမ်းမှစစ်ကောင်စီတပ်သားများဘက်ကလည်း60မောင်းမှလက်နက်ကြီးများလက်နက်ငယ်များဆက်လက်များနဲ့ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးတော့တော်လိုင်းတပ်ဖွဲ့ဝင်များအထိကိမရှိမင်းနဲ့စုခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ ်စစ်ခွေးတည်တဲ့စီးရင်ကတော့အတိမပြုတ်နိုင်သေးပါဘူး၁၄ရက်နေ့မနက်၈နာရီခွဲကနေ၁၀နာရီခွဲအထိတစ်ချိန်15ရက်နေ့မနက်၈နာရီခွဲကနေ9နာရီခွဲအထိတစ်ချိန်ပေါ့နေ့ရက်ဆက်တိုက်တွားရောက်ပြီးတော့တိုက်ခတ်ခဲ့တာပါပြုတ်ခွေးလက်နက်ကန်အင်အား120ခန့်ရှိတဲ့မုံမှန်တင်တန်းကိုပထမရက်ကတော့ပြူရွာဘက်ကနေပြီးတော့လက်နက်ကြီးတွေဆက်လက်နဲ့ ်လက်နဲ့ငယ်တွေနဲ့ပြန်ပစ်တာရှိတယ်ကျွန်တော်တို့ရဲဘော်တွေကတော့အထီးကမရှိမင်းနဲ့စုတ်ခွာနိုင်ခဲ့ပါတယ်လို့ဗီတာပျောက်ကြားတပ်ဖွဲ့ကကိုဗစ်တာကရှင်းပြထားပါတယ်၎င်းတိုက်ခတ်မှုကိုဗီတာပျောက်ကြားတပ်ဖွဲ့လျှက်စီးပျောက်ကြားတပ်ဖွဲ့လင်းမွေအဖွဲ့မြိုင်းပကဖာအညာမီပျောက်ကြားတပ်ဖွဲ့ပခုတ်ကူခရိုင်တပ်ရင်းနှင့်နဲ့ပြည်သူ့လွတ်မြောက်ရေးကြောင်းသားတပ်တော်တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာသတင်းတွေကိုတင်ဆက်ပေးနေရင်းနဲ့ကြားဖြတ်ပြီးတော့အကူအညီတောင်းကျင်တာလေးကတော့ update ဖြစ်နေတဲ့သတင်းများကိုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolute Burma News Channel အသစ်ကလေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်တောင်းဆိုလိုက်ပါရစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တော်လိုင်းရင်းမှာပါဝင်ကူညီပေးကြဖို့ကိုမေတ္တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ် ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းမင်းလာမြို့နယ်မှာလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးပြီးစစ်မှုထမ်းကြီးတွေဝင်ညစ်နေတဲ့ခွမအုပ်စုအုပ်ချုပ်ရေးမှူးတန်းထွေကိုပြစ်ခတ်တိုက်ခိုက်ရာပွဲချင်းပြီးတိုက်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဖေဖော်ဝါရီလ15ရက်နေ့မိုးလယ်2နာရီခွဲအချိန်ကမှမင်းလာမြို့နယ်ဇေယျမြောင်ကျေးရွာမှာနေထိုင်တဲ့ခွမအုပ်စုအုပ်ချုပ်ရေးမှူးတန်းထွေးကိုတာယာဝတီခရိုင်တိုင်ရင်383ကျားနှစ်တက်ခွဲနေကရဲဘော်များက၎င်းရဲ့နေအိမ်အတွင်းကိုဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ တနက်ကြည်စားနှစ်ချက်ထိမှန်ပြီးတော့ပွဲချင်းပြီးတိတ်ဆုံးသွားတယ်လို့သိရပါဗျ။တိတ်ဆုံးသွားတဲ့အုပ်ချုပ်ရေမှုတန်းထွေးဟာလူငယ်များကိုစစ်မှုထမ်းရန်ဖိအားပေးလူစုချင်းစစ်မှုထမ်းခြင်းဆိုပြီးတော့ပြည်သူများထံကနေပြီးတော့ပတ်စံတွေအတင်းကျပ်ကောက်ခံခြင်းပတ်စံမပေးနိုင်တဲ့သူတွေကိုစစ်တပ်ထဲခေါ်ပြီးတော့ဖမ်းခိုင်းမယ်ဆိုပြီးတော့ချင်းချောက်ချင်း တစ်တွေဝါးတွေတိုက်တဲ့ဒူတွေစီကနေပြီးတော့စက်ကြီးတွေကောက်ခံခြင်းပြည်သူများထံကနေပြီးတော့မတရားသဖြင့်ငွေကြေးတွေကောက်ခံခြင်းများကိုလှုပ်ဆောင်နေတဲ့အတွက်တိုက်ခိုက်ခဲ့ရခြင်းဖြစ်တယ်လို့သိရပါတယ်။အုတ်ကြီးတန်းထွေးကိုသူ့ရဲ့နေအိမ်မှာထိုင်နေတော့ရင်ဘတ်တစ်ချက်နဲ့ခေါင်းတစ်ချက်ပြစ်ခတ်ရှင်းလင်းလိုက်ပါတယ်။တန်းထွေးရဲ့ရှေ့ကအုတ်ကြီးကကျွန်တော်တို့သတိပေးတာကြောင့်နှုတ်ထွက်သွားတာကိုသူကအဲ့ဒီနေရာမှာဝင်လုပြီးတော့ပြည်သူတွေကိုဖိနှိပ်နေလို့အေးအေးယူခဲ့ရတာပါ။ စစ်မှုထမ်းကြီးတွေကိုလည်းပြည်သူတွေစီကနေပြီးတော့အတင်းအကျပ်ကောက်တယ်ပြည်သူတွေရဲ့တိုင်ကြားမှုကြောင့်ဖုံးဆက်သတိပေးတာကိုငြိမ်မသွားပဲနဲ့ပို့ပြီးတော့ဆိုးလာလို့အခုလိုအေးအေးယူလိုက်ရတာပါလို့တရားဝင် KNPDF ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်အုတ်ချုပ်ရေမှုတန်းထွေးစီကနေပြီးတော့မိုဘိုင်းဖုန်းတစ်လုံးစိုင်းကဲတစ်စီးစီးတစိတ်၃နှစ်ခုနဲ့ထောက်ခံစာဆရာများကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ်။ပြည်သူများနဲ့တော်လိုင်းတပ်ဖွဲ့များကိုဒုက္ခပေးနေတဲ့အကြမ်းဖက်စစ်တပ်နဲ့စစ်တပ်ထောက်တိုင်များကိုအရှိန်ဟုန်မြင့်ပြီးတော့တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက် ပြည်သူများအနေနဲ့၎င်းတို့အနီးမှာတွာလာနေထိုင်ခြင်းမျိုးတွေမပြုလုပ်ကြရန်တရားဝင်ခရင်တက်ရင်3832နှစ်တက်ခွဲနှစ်ကအတိပေးထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းပတိန်ကြီးမြို့အခြေဆိုင်ခလာရ၄ကပြည်သူစစ်2ဦးဟာ တနက်နဲ့လက်ကိုယူဆောင်လာပြီးတော့အလင်းဝင်ရောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ25ရက်နေ့မှာခလာရ၄တိုင်ရင်ကပြည်သူ့စစ်နှစ်ဦးဟာတနက်နဲ့လက်ကိုယူဆောင်လာပြီးတော့အလင်းဝင်ရောက်လာခြင်းဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီပြည်သူ့စစ်နှစ်ဦးဟာ MA1 တနက်နဲ့လက် G 418တောင်းနဲ့ G ပေါက်6ခုတို့ကိုယူဆောင်လာခြင်းကြောင့်မန္တလေးခရိုင်ပကပကဂုံပြုစုငွေတယောက်ကိုငွေချက် ်10သိန်းချီးမြှင့်ပေးခဲ့ပြီးတော့လွတ်မြောက်နယ်မြေကိုပို့ဆောင်ထားတယ်လို့သိရပါတယ်။မန္တလေးခရိုင်ပကပအနေနဲ့အလင်းဝင်ရောက်လာသူများကိုကြိုဆိုလျက်ရှိပြီးတော့မန္တလေးခရိုင်အတွင်းမှာရှိတဲ့စစ်ကောင်းစီလက်အောက်ခံပြည်သူစစ်များတပ်မတော်သားများရဲများအလင်းဝင်ရောက်လူပါကမန္တလေးခရိုင်ပြည်သူ့ကာကွယ်အဖွဲ့ထံကိုချိတ်ဆက်ဆက်သွယ်နိုင်တယ်လို့အတိအပြေးထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာနိုင်ငံတဝမ်းလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ